အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်နော် channel လေးကိုစင်တဆိုင်အားပေးနာစင်တော့အလုတ်ကင်ရှာဖွေနေတဲ့မိတ်ဆွေညီကိုတွေအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်နော်ဒီနေ့အတွက်တော့ဖိတ်ခေါ်ထားတဲ့အလုတ်အကြောင်းပြောရင်းနဲ့အလုတ်ကင်ရဲ့ခွင့်လန်းတွေကိုဖန်ဆုပ်နိုင်ဖို့အတွက်ကျုပ်တင်ပြင်ဆင်တဲ့အချက်များအချို့ကိုဝင်မြလို့ပါတယ်လို့အတွေ့အကြုံရဝင်မြတာဖြစ်လို့လိုအပ်ချက်များရှိနေပါတယ် နားလည်ပြဖို့ကြိုတင်တောင်းဆိုပါရစေနော်။ဒါဆိုရင်ပြောကြည့်ရအောင်လေနော်။ NGO မှာအလုပ်လျှောက်ထားခြင်းနဲ့ဆိုရင်ကြိုတင်ပြင်ဆင်မှုအချို့လောက်ထားနိုင်ရင်တော့ပူတင်တော့ပါလေ။အဲ့ဒါရတော့ကြိုတင်ပြင်ဆင်မှုမှာအပိုင်းနှစ်ပိုင်းရှိနိုင်ပါတယ်။ပထမတစ်ခုက scale လို့ပြောတဲ့ကျွမ်းကျင်မှုတွေပါ။အ ਨੇ ဆုံးဘာတွေကျွမ်းကျင်ထားရမလဲဆိုရင်တော့နံပါတ်1နဲ့ဆိုရင်အခြေခံကွန်ပျူတာ ဒီနေ့ခင်မာတော့ကွန်ပျူတာကိုအခြေခံလောက်တော့ဘယ်နည်းနဲ့မစိုးတက်ထားဖို့လိုပါတယ်ခစ်ကူကတောင်းဆိုလာတာပါ အခြေခံလို့ပြောရင် Microsoft ဝါလို Excel PowerPoint တို့လို့နော်ကျွန်တော်တို့ခြေခံနေတော့တက်ဖို့တော့လိုတယ်ပေါ့နော်ပြီးရင်မြန်မာအင်္ဂလိပ်စာရိုက်တက်ဖို့တော့လိုတယ်နောက် scale တစ်ခုကိုပေါ်ပြရင်တော့အခြေခံအင်္ဂလိပ်စကား အဲပြောတာတော့အခြေခံအင်္ဂလိပ်ရေးတာတော့ကျွန်တော်တို့အဲလူတွေပေါ့နော်အန်ဒါမသူများနဲ့ရှင်းနိုင်မှာ ဖြစ်ပါတယ်။နောက်တိထားတဲ့နဲ့ scale နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ kubo data အသုံးပြုခြင်းဖြစ်ပါတယ်။ဒါကတော့ data အတွက်စုဆောင်းထားတဲ့ link တစ်ခုဖြစ်ပါတယ်။ဆိုတော့ကျင်ကြိုတင်ပြီးတော့ပြင်ဆင်မှုမှာ scale တွေဖြည့်ရင်တင်တဲ့လက်မှတ်တွေယူထားဖို့လိုတယ်။ကိုလုတ်ချင်တဲ့အလုပ်နဲ့သက်ဆိုင်တဲ့ scale တွေဖြည့်ထားဖို့အဲအကြံပြုချင်ပါတယ်။ ် NGO ဖွဲ့တွေမှာဆိုရင်တိပညာလဲပေးချမင်းလဲကျွေးခီးစရိတ်လဲတာဝန်ယူပေးဆိုတဲ့အစီအစဉ်တွေရှိပါတယ်မိမိပတ်ဝန်းကျင်မှာရှာဖွေပါ အခွင့်အလမ်းတွေရှိပါတယ်ကြိုတင်ပြင်ဆင်တင်တဲ့နောက်တစ်ခုကအတွေ့အကြုံပါအဲ့ဒါကိုဘယ်လိုရှာမလဲမိတ်ဆွေတို့သိပါတယ်ဒါပေမဲ့ဆက်ပြောကြည့်မယ်ကိုနေတဲ့နေရာမှာ စေတနာဝန်ထမ်းအလုပ်တွေအရင်လုပ်ပါရက်ွက်ကြေးရွာမှာလားကိုရက်ွက် ကိုယူအားအကူအညီလာပေးတဲ့အဖွဲ့အစည်းတွေမှာအဲစေတနာဝန်ထမ်းတွေဝန်လုပ်လို့ရပါတယ်။ပြီးရင်ကျွန်တော်တို့ local NGO တွေ INGO မှာတချို့အဖွဲ့တကိုင် internship လို့ခေါ်တဲ့အဖွဲ့အစည်းမှာလျှောက်ထားပြီးအတွေ့အကြုံယူလို့ရပါတယ်။ internship ကအကောင်းဆုံးလုပ်ငန်းအတွေ့အကြုံပေးတဲ့စီစဉ်လို့ကျွန်တော်အကြံပြုလိုပါတယ်။အဲ့ဒီအစီအစဉ်ကအဲလူ organization အတွက်လူမွေးတယ်လို့လည်းပြောလို့ရတဲ့အတွက်အလောက်ကန်ခွင့်လန်းအနေနဲ့ကြည့်မယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်။ အချို့အဖွဲ့အစည်းဆိုအဲ့ဒီအဲ့မှာကလေးကအချို့ခံစားခွင့်တွေပေးတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုတော့ကွာတာပေါ့အဲတွေးကြုံဆိုတဲ့အရာက NGO အဖွဲ့ရဲ့တဲချေကြိုက်ဆိုတာတည်ပြပါရစေနောက်တစ်ပိုင်းကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပါစိတ်ပိုင်းဆိုင်ရာဆိုလို့အကြီးမတွေးလိုက်ပါနဲ့နော်ဆိုလိုချင်တာကဘာလို့ NGO အလုပ်ကိုဝင်လို့ချင်တာလဲဆိုတာကိုမိမိကိုယ်ကိုမိမိအရင်မေးပါအရင်မေးဖို့လဲလိုပါတယ် အများပြောသလိုအဲလဆကောင်းလို့လားတုံမင်ခက်ခဲနေတဲ့အချိန်မှာလိုရချင်လို့လားအဲခုလိုခက်ခဲနေတဲ့ကာလမှာထိခက်သူတွေကူညီဖို့တကယ်ပါဝင်ချင်တာလားအားကြလို့လားဒါမှမဟုတ်ရင်ကြောင်းတက်ဖို့အတွက်လားမတိနိုင်တဲ့အခွင့်အလမ်းတစ်ခုအတွက်ကြောက်လားအဆရှိတစ်ဖြစ်ပေါ့နော်ဘာအတွက်ပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာအနေနဲ့အများနဲ့ပေါင်းတင်ဆက်ဆံနိုင်တဲ့စိတ်ထားပြင်ဆင်ထားဖို့ပါအဲဆိုရလို့မှာ ကိုတာဝန်ပြီးရင်ဘယ်သူမှမပြောလဲကိစ္စမရှိပါဘူး NGO မှာကအဲ့လိုတွက်လို့ရင်အဆင်မပြေနိုင်ပါဘူးတီးတန့်နေလို့မရပါဘူး team work နေနဲ့အလလောက်ကြာရတယ် communication နေနဲ့အလလောက်ကြာရတယ်တယောက်အကူအညီတယောက်ယူပြီးအလလောက်ကြာရတာပေါ့နော်နောက်တစ်ခုကအချို့နေရာတွေမှာသမတ်တာဝန်တွေထက်အပူအလုတ်အပူအချိန်တွေပေးရတာရှိပါတယ်ခကြီးတွေထွက်ရရွာတွေတွားရရွာတွေမှာ သူကအေရနဲ့မီတာစုနဲ့ခဏခဏဝေးရတဲ့အခါတွေလည်းရှိတယ်။အိမ်ထောင်မရှိသူတွေအတွက်အဆင်ပြေပေမဲ့အိမ်ထောင်ရှိရင်တော့နားလည်ပေးနိုင်တဲ့အိမ်ထောင်ဖက်နေဆိုရင်ပိုအဆင်ပြေတာပေါ့။ရွာသားတွေနဲ့လည်းအများကြီးတွေ့ရတဲ့အချိန်လည်းရှိနိုင်ပါတယ်။အသွေးကြော်မှန်တစ်ခုကိုဖော်ပြမယ်ဆိုရင်လေကျွန်တော်နာဂစ်တောင်ကဒီဒီရဲ့ဖက်မှာစေတနာဝန်ထမ်းတယောက်ကရွာသားနဲ့အဲဒါဆွဲပြီးရန်ဖြစ်ခဲ့တာတွေ့ တွေ့ခဲ့ဘူးတာပေါ့နော်အာရှင်းရှင်းပြောရရင်တကယ်တော့ NGO ဝန်ထမ်းတွေကအလူပွဲစားတယ်လို့ပြောလို့ရတယ်အဲအလူလက်ဖက်နဲ့မျက်နှာလှုပ်တယ်လို့ပြောရမလားသူများလူထားတဲ့ငွေတွေနဲ့ထက်ဆင့်ပြီးဝန်ဆောင်မှုပေးနေရသူဖြစ်ပါတယ်အများပိုင်ငွေတွေဖြစ်တာကြောင့်အဓိကငွေအလွဲတုံစားလှုပ်လို့မရဘူးဆိုတာအတော်အရေးကြီးပါတယ်ဒါကြောင့်ဆိုလိုချင်တာကစိတ်ထားမှန်ပြီးစိတ်ရှိတီးခန္ဓာနဲ့စိတ်ကိုအတိုင်းအတာတစ်ခုထိ မွေးမြူထားဖို့လိုတယ်ဆိုတာကိုကျွန်တော်ဖော်ပြလိုတာဖြစ်ပါတယ်။အခုအကြံပြုထားတဲ့အချက်နှစ်ချက်ကရေပေါ်ရအဖြစ်ဖော်ပြထားတာဖြစ်ပါတယ်။ကျွန်တော်အတွေ့အကြုံရခံစားမိသမျှကိုပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။နောက်ဗီဒီယိုမှာအလောက်အတွက်လေလာတင်တဲ့နေပယ်နဲ့အပတ်သက်လို့ဝေမျှပြဖို့ရည်ရထားတာဖြစ်ပါတယ်။လိုအပ်ချက်နဲ့အကြံပြုခြင်းများကိုအဲမက်ဆေ့ဘ်ပေါ်မှာခြံထားပြီးဆင်းနေနိုင်ပါတယ်။အကျိုးရှိတယ်လို့ခံစားရရင် channel ကို like share and subscribe လုပ်တဲ့ပြုလဲကိုကြီးတောင်းပါစီအခုလို channel ကိုအဆုံးထိလိုက်ပါနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်เนาะအဲဆောက်ထားတဲ့ NGO လောက်ကန်တွေအခွင့်အလမ်းတွေရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါတော့